အားလုံးမင်္ဂလာပါဆော့ကာဒီယံမြေပြန်လည်ပြီးကြိုဆိုလိုက်ပါကျွန်တော်ဒီနေ့စနေညမှာတော့ကောက်ကလာချစ်စပွဲဥရောပဆောင်ချစ်စပွဲဝဲဆောင်နေညာရှိတဲ့နေ့ဒီအကြိုက်ဆုံးပွဲစဉ်တွေကိုလိုတိုရှင်းပြီးပြီးလုပ်ပြီးတော့မှာဖြစ်ပါတယ်ပထမဆုံးကျွန်တော်နော်ဝေးနဲ့အစ်စရေးဒီပွဲမှာအရှင်နော်ဝေးကဘုံကြီးနှလုံးတည်ပပောင်းကြီးဒီတော့မှာတဲ့ဆာမှာကြီးပွားထားပါတယ်ဒီနေ့စဉ်ဒီပထမကြော့တွေ့ဆုံမှုတွေအစ်စရေးအင်ဝင်မှာတော့ကဒီအဝေးဝင်းနော်ဝေးကနေတူဖို့နိုင်နိုင်ထားတဲ့ပွဲမှာဝေးဝင်းနော်ဝေးကတလုံးတည်နဲ့ကိုပေါင်းကြီးတလုံးတည်မှာ ပြဖို့ထားပါတယ်အိမ်ဝင်းဝေးဝင်းကြည့်မယ်ဆိုရင်ဒီပေါက်ထားတဲ့ဂျေကနော်ဝေးနေနဲ့ဒီကုပေါင်းဒီရုပ်ပေါ်စီကိုကျေပြင်းထားတဲ့နေရာမှာတော့ရှိပါတယ်ဒီကတူရဲ့ဒီ table standing ဒီ table ဇာရက်တွေပို့ကြည့်ရမယ်ဆိုရင်ဒီလက်ရှိမှာနော်ဝေးကအဆင့်တစ်နေရာမှာဘာဝက်ကန်ထားရမှာရက်မှာ15မှာ good difference 22ခုနဲ့ဒီအဆင့်တစ်နေရာမှာရောက်ရှိနေပြီးတော့ဒီဒုတိယနေရာမှာတော့ဒီလီကဒီ၄ဝက်ကန်ထားရမှာရက်မှာ9မှာနဲ့ good difference 9မှာ ရမ်းမကောကိုတက်ကန်ကောအီတလီကိုဖြတ်ထားတဲ့အနေအထားမှာရှိပါတယ်။ဒါကြောင့်ဒီနေ့မှာတော့ခြေစပွဲအောင်ဖို့အတွက်နော်ဝေတို့အတွက်ဒီအကောင်းဆုံးခွင့်ရရှိနေတဲ့အနေအထားမှာရှိပါတယ်။လက်ရှိမှာလည်းကောင်းရန်ကောင်းနေပြီ။ဒီအီတလီနဲ့တွေ့ဆုံလာတဲ့ပွဲမှာလည်းအီတလီကိုအနိုင်ကိုပြတ်နိုင်ရရှိထားတဲ့အနေအထားဖြစ်ထားတဲ့အနေအထားမှာကြောင့်ဒီဒီနေ့ရဒီနော်ဝေရဲ့ဖော်ဟာတော့ရန်ကောင်းတဲ့အနေအထားမှာရှိပါတယ်။တက်စစ်မှာလည်းဒီဟာလန်နဲ့ဒီအီတလီကိုမထုတ်ကဒီတက်စစ်မှုဖြစ်တဲ့ဆာလော့တို့ နည်းနည်းဆိုဆိုင်အတွင်းကိုရည်တွေ့ထားရတဲ့နေရာမှာရှိပါတယ်။ဒါကြောင့်မျိုးဒီပွဲမှာတော့ဒီနော်ဝေတို့နေနဲ့ဒီလက်ဂျန်နှစ်ပွဲအင်ကွင်းမှာဒီဒီပွဲစဉ်ပါဝင်ဒီပွဲစဉ်အစ်ဆွေးနဲ့အင်ကွင်းရဲ့အက်စတိုးနီးယားနဲ့ဒီအင်ကွင်းဒီနှစ်ပွဲပဲကျန်ထားတဲ့နေရာမှာဒီနှစ်ပွဲနိုင်ပြီဆိုရင်သူနဲ့ချီစပွဲကအောင်ဖို့ရှိသွားတဲ့နေရာမှာဖြစ်တာကြောင့်အီတလီကိုဒီဂိုးတစ်ဖက်ကလည်းအတားအယာယူထားတဲ့နေရာမှာဖြစ်တာကြောင့်ဒီအင်ကွင်းနှစ်ပွဲသာနိုင်ရရှိမယ်ဆိုရင်နော်ဝေတို့အနေနဲ့အဲ့ချီစပွဲအောင်လွှမ်းမယ့်နေရာမှာရှိပါတယ်။ဒါကြောင့်မို့ အင်းကမှာတော့ရုံးလာမယ့်ဈာမှာရှိပါတယ်။ဒါကြောင့်မျိုးဒီဘက်မှာနှလုံးတည်ဟောကြည့်အောင်မှာအရင်တော်ဝင်တို့ဒီမပြွနေနိုင်ပွဲလိုအပ်မှုရှိနေတဲ့နေသားမှာဖြစ်လာကြအောင်နှလုံးတည်ပေါ်ကြည့်အောင်မှာနှောင်းဝေးပေါ်ရိုးရွေးချထားပါတယ်။နောက်တစ်ခုကတော့ဒီအုပ်စုအတွင်းမှာပဲဖြစ်တဲ့ဒီအက်စတိုးနီးယားနဲ့အီတလီဒီဘက်မှာဝီအီတလီကဘူဂျေ350စာဘူပေါင်းကြီးဒီလုံ50စာမှာပြေပွင့်ထားပါတယ်။ဒီပထမကျော့အီတလီအိမ်ဝင်းမှာတော့ကလည်းဒီအက်စတိုးနီးယားကိုဖိုင်ကြီးနဲ့ပိုလီစီယို90ဒီကိုပြနိုင်ထားတဲ့နေသားမှာရှိပါတယ်။ ဒီလက်ရှိမှာလည်းအီတလီကိုအနေနဲ့တပွဲရောက်ပြီးဒီရမတ်အဖြစ်နဲ့6မှတ်ဖြတ်ခံထားရပြီးဂိုးဒက်ဖန်အဖြစ်နဲ့ဒီ16ဂိုးလောက်ဒီဖြတ်ခံထားရနေထားမှာဖြစ်တာကြောင့်အီတလီကိုအနေနဲ့ဒီခြေစပွဲအောင်ဖို့အတွက်ခက်ခဲလာတဲ့အနေထားမှာရှိပါတယ်ဒီဘာဖြစ်ဖြစ်ဒီခြေစပွဲအောင်နေဆိုရင်တော့ဒီလက်ကျန်ပွဲစဉ်နဲ့အီတလီတို့ဒီနိုင်ပွဲလူဝဲလုံးနိုင်ပွဲရရှိမှုအပြင်ကိုဒီနေဝဲလုံးနဲ့ good defend ဒီ norway နဲ့ good defend ဒီနှိစက်နိုင်မှုအတွက်ဒီကုမြများတို့မှုလည်းလိုအပ်နေနေထားမှာရှိပါတယ်။အဲဒါကြောင့်မျိုးဒီဘက်မှာတော့ ဂျူရဲ့အင်ဖြစ်တဲ့အက်စတိုနီးယားလည်းဖြစ်တယ်။အီတလီတို့အနေနဲ့ဒီလက်ကျန်ဝက်စနေမှာဒီနိုင်ငံဝဲအပြင်ကိုဒက်ဖန်လည်းမရှိမနေလွမ်းနေနေတာမှာဖြစ်တာကြောင့်အတုံး50စာဒီလုံး50စာပေါ့ကြည့်အောင်မှာအီတလီဘော်ရီနဲ့ကိုဘဘော်ကိုရွေးချယ်ထားပါတယ်။နောက်ပဲတော့ဘူဂေရီးယားနဲ့တူတူဒီပွဲမှာအဝိတူတကြီးကဘော်ဒီကြီးတလုံးရှုံဘောင်ကြီး350ဆာမှာပြည့်ဖွင့်ထားပါတယ်။ဒီကလူကြီးကမှန်တော့ဒီစပိန်ကတော့ဒီတိုက်ရှိတပွဲအောင်ဖို့ဒီတင်းတင်းလေးပြည့်နေတဲ့နေရာမှာရှိပါတယ်။နှစ်ဝဲကန်ဟာမှာဒီရမှတ်6မှတ် ဟိုတစ်ပတ်ကိုကိုနဲ့အပြတ်သက်ဥတော်ထားပြီးအစနစ်နဲ့အစံသုံးဒီလေယောအတွက်ပြန်ဆိုင်ရမယ့်ဒီအတင်းတင်းကတော့ဂျော်ဂျီယာနဲ့တူတူကြီးဒီဂျော်ဂျီယာလက်ရှိမှာတော့အစနစ်နဲ့ဒီရမတ်သုံးမတ်တူတူကြီးနဲ့အမှတ်တူရယ်ဆိုရင်ဂိုဒက်ဘန်အပြည့်ဒီနှစ်ခုပလက်ထွက်ထားနေတာမှရှိပါတယ်တူတူကြီးကတော့ဒီရမတ်သုံးမတ်ဂိုဒက်ဘန်ကမိုင်းနဲ့ဖိုင်နဲ့ဒီဒီပလေယောအတွက်ပြိုင်မဲ့ဂျော်ဂျီယာနဲ့ဒီခုနှစ်ခုထိပြတ်ထားတဲ့အနေအထားမှရှိပါတယ်ဒါကြောင့်တူတူကြီးတို့အနေနဲ့လက်ကြံပွဲစဉ်တွေမှာဒီနိုင်ရမတ် ရမတ်အပြင်ဒီကိုဒက်ဖရန့်လည်းပို့ပြီးတော့ဒီဂျော်ဂျီယာတက်ပို့များဖို့လိုအပ်နေတဲ့နေရာမှာရှိပါတယ်။ဒါကြောင့်မျိုးဒီပွဲမှာတော့ဒီဒီဂရုရဲ့ဒီအင်ဖြစ်တဲ့ဘူဂေရီးယားနဲ့တွေ့ဆုံတဲ့ပွဲမှာတူတူကြီးရုပ်နေနဲ့ဒီပလေးအော့ဒုတိယနေရာအတွက်ဒီဂျော်ဂျီယာကိုဒီပြန်ပြီးတော့လိုက်နိုင်ဖို့နေထားရဒီကိုဒက်ဖရန့်လည်းလိုအပ်နေတဲ့နေရာမှာဖြစ်တာကြောင့်ဝေးဝင်းတလုံးရှင်ဂိုးပေါင်းကြီးတလုံးငါးရက်စားပေါ့ကြောက်မှာဒီတူတူကြီးဘော်ဒီနဲ့ကိုဘော်ပေါ်ကိုရွေးချယ်ထားပါတယ်နောက်တစ်ခွဲတော့စပိန်နဲ့ဂျော်ဂျီယာဒီပွဲမှာအင်ရှင်စပိန်ကဘော်ဒီကြီးနှလုံးငါးပဲရှင်ဂိုးပေါင်းကြီး နှလုံးရှုံးမှာခြေခွန့်ထားပါတယ်။ဒီ spare body ရေကိုကြည့်ရမယ်။ဒီ spin ဖတ်တဲ့ကြီးကနှလုံးရှုံးထိရေခက်တဲ့နည်းဝင်လာပြီးဒီလက်ရှိမှာတော့နှလုံး50ရှုံးနဲ့ body ဈေးနည်းငယ်ကျဆင်းလာတဲ့နေရာမှာရှိပါတယ်။လက်ရှိ table setting ကြည့်ရမယ်ဆိုရင်ဒီ spin ကတော့ဒီ yamak ကို good friend ကိုဒီ Georgia နဲ့ Turkey ကို yamak ကို good friend ကိုဖြတ်ထားတဲ့နေရာမှာရှိပါတယ်။ဒါကြောင့်မို့ spin တို့နေနဲ့ဒီ နှစ်ပွဲပဲကန်ထားရည်ဆိုမှာလက်ကြံပွဲစဉ်တွေမှာဒီချင်းစစ်ပွဲတည်းရဲ့အမိုးအေးစင်းလေးရှိသွားတဲ့နေရာမှာရှိပါတယ်။အဲဒုတိယနေရာပလေးအော့တက်ကဒီဂျော်ဂျီယာနဲ့တူတူကြီးလူရမဲ့နေရာမှာဖြစ်တာကြောင့်ဒီဂျော်ဂျီယာတို့နေနေလဲဒီဝင်းဝင်းဆိုပေမဲ့ဒီစပင်မှုဂူဒက်ဖန်ဒီအရင်ကပေးရတဲ့အတွက်စပင်ဟိုပိတ်ကန်လာမဲ့နေရာမှာရှိပါတယ်။သူနေနေဒီရမတ်မညုံမောင်းဆိုရင်တော့မှာပဲဂူဒက်ဖန်ဒီနေနေနေနဲ့အောင်ဝင်းဝင်းကနေခန့်ခဲ့ပြန်ဆလာမဲ့နေရာမှာလည်းဖြစ်တယ်။ဒီစပင်ကလည်းဒီနှစ်ပွဲပဲကန်ထားရည်ဆိုမှာသူနေနေဒီဂူဒက်ဖန်ကိုဒီ ရမှာပေါ့ဖြစ်ထားတဲ့နေသားမှာဖြစ်တာကြောင့်ဒီအရင်ကြီးဒီတက်ရှုဆန်လာမယ့်နေသားမှာမရှိပါဘူးဒီအဓိကပလေယာတွေနဲ့ရမယ်ဒန်နီအိုလ်မိုနဲ့ဒီကွင်းလေလူဟိုဒီလိုလဲတန်ရရှိထားနေသားမှာဖြစ်တာကြောင့်ဒီစပင်တူရင်အားလည်းဒီအရင်ကြီးဒီလူစုံထားတဲ့နေသားမှာလည်းမရှိပါဘူးဒါကြောင့်မို့ဒီဘွဲမှာတော့ကုန်လုံးရှုံးပေါက်ကြည့်အောင်မှာအခုဝင်းကြိုကြီးဟာတို့ကလည်းဒီကိုဒက်ဖန်အနေနဲ့ရမယ်အောင်ခံစစ်ပြင်ဆင်လာတဲ့အချိန်မှာဆက်တာကြောင့်ဒုံလုံးအချုံပေါက်ကြီးအောင်မှာကိုရတလူတွေကိုပဲယူကျေထားပါတယ် နောက်ဝဲတော့ဒီပေါ်တူဂီနဲ့ဒီ Republic of Ireland ဝဲမှာအရင်ပေါ်တူဂီကပေါ်တူဂီနှလုံး50ရှုံးပေါင်းကြီး350ရှုံးမှာချိန်ပွင့်ထားပါတယ်ဒီဒီကရက်ဒီ Davis Dan ကိုကြည့်ရမှာဆိုရင်ဒီလက်ရှိနှစ်ပွဲကန်ထားရမှာဒီပေါ်တူဂီနေနဲ့ဒီရန်တော့ပြနေတာပြီးရမှတ်6မှတ်ကိုတက်ဘက်ကလည်း6မှတ်ပြထားတဲ့ဈာမှာရှိပါတယ်အဓိကပြန်ထွက်ဖြစ်တဲ့ဒီ Hungary ဒီ Republic of Ireland တို့ကိုလည်းဒီနှစ်ပွဲကန်ထားပြီးဆိုမယ်ရမှတ်ဒီ9မှတ်စီနဲ့ကိုတက်ဘက်နေနဲ့ဖြတ်ထားတဲ့ဈာမှာရှိပါတယ်ဒီ Hungary နဲ့ Ireland ကတက်မှတ်ကိုစီရရရှိတာပြီး ဒီခုမှာတော့ဒီပေါ်တူဂီတို့အနေနဲ့နှစ်ပွဲပဲကန်ထားရသေးရဆိုနေလူတွေနဲ့တိုက်အခြေပွဲအောင်ဖို့ဒီအေးအေးဆေးဆေးဖြစ်သွားတဲ့နေရာမှာရှိပါတယ်။ဒါကြောင့်မို့ဒီပေါ်တူဂီတို့အနေနဲ့ဒီတက်ကြံပွဲစဉ်တွေမှာတော့ဒီရမတ်ပြင်ဒီကိုတက်ဖက်နဲ့အញ្ញိုင်းမလိုတော့တဲ့အနေအထားမှာရှိနေပါတယ်။ဒီပွဲစဉ်မှာလည်းဒီပြည့်ကြည်ဒီကကွန်းလေလူနှစ်ယောက်ဖြစ်တဲ့ဂျောင်းဒါဘတ်နဲ့ဗစ်တင်ညာကဒီဒိုင်ယာနဲ့ငယ်ကွန်းဆန်းဖြစ်နေတဲ့နေရာမှာရှိပါတယ်။ဗစ်တင်ညာဆိုရင်လည်းဒီဒိုင်ယာနေပြန်လဲကပ္ပာခါစအနေထားမှာရှိနေတာဖြစ်တဲ့ကြောင့်ဒီနှစ်ယောက်စလုံးတုံးလာဖို့ မရှိတဲ့နေသားမှာတွေ့ရပါတယ်။ဒီသုံးလောက်မယ်ဆိုရင်လည်းဒီကလာအပြိုဝါဒီဖီတာသွားမယ်ငါအပြိုဝါမထုတ်ပဲဒီခြွေတာသွားလိုက်တဲ့နေသားမှာရှိတာကြောင့်ဝဲမှာတော့ဒီ350ရှုံပေါက်ကြောက်မှာခေါ်တူတူတော့ဝဲရွေးချယ်ထားပါတယ်။စနေညမှာအားလုံးအပေါင်းပြကြပါသေးတယ်ဗျ။